people media လို့အမိခံထားတဲ့ကြော်ဆိုးဦးဟာအရှိမတူလိန်ခဲ့တဲ့ဟာဒီကျွန်တော်တို့တော့ shop အဲနော်အခုတခါတည်းမလေးရှားနိုင်ငံကြီးဝင်ကြီးအာဆီယံဥက္ကဋ္ဌမြန်မာပြည်လာဝါတဲ့တည်င်းကိုကြော်ဆိုးဦးအပါအဝင်မင်းအောင်လိုက်တို့ကစားအားလုံးပေါင်းပြီးတော့လိန်တဲ့ပူကြီးကိုအခုပေါ်လာပြီအဲ့ဒါဘာလဲဆိုတော့မလေးရှားနိုင်ငံကြီးဝင်ကြီးမြန်မာပြည်လာပြီးတော့အဲ့ဒီလာတဲ့တည်င်းကိုသူတို့ကထုတ်ပြန်တယ်သူတို့ထုတ်ပြန်တဲ့အထဲမှာရွေးကောက်ပွဲစောက်ကြည့်လစ်လာရဲ့အဖွဲ့တွေကိုမလေးရှားဆင်လွတ်ပေးမယ်ပြောရတဲ့ ော်ရွေးကောက်ပွဲကိုအပေထောက်ခံတယ်ဆိုပြီးတော့အခုဒီနေ့လည်းကြာတော့ကြာအောင်မလေးရှားနိုင်ငံကြီးဝင်ကြီးကသူတို့နဲ့ပြောင်းပြန်စာတွေထုတ်လိုက်ပေါ့နော်ဟိုကဘာပြောလဲဆိုတော့ရွေးကောက်ပွဲစောက်ကြည့်လစ်လိုက်ဖိတ်တာမလေးရှားနိုင်ငံအတွက်ကိုဖိတ်တာဟုတော့မလေးရှားနိုင်ငံရဲ့ရွေးကောက်ပွဲကော်မရှင်ကိုအတီးပေးလိုက်ပဲနော်အာဆီယံကိုမလေးရှားစောက်ကြည့်ရွေးကောက်ပွဲစောက်ကြည့်ရဖွဲ့ဖိတ်တာတော့လာမယ့်58ကြိမ်မြောက်အာဆီယံအစည်းအဝေးမှာဒါကိုတင်ပြမယ်နော်တူပြောရတဲ့ဟာတက်တက်စီ နောက်ပြီးမင်းအောင်နိုင်ကိုအကြမ်းဖက်မှုတွေရှင်းရှားဖို့လူသားချင်းစာနာထောက်ထားမှုတွေကူညီပေးဖို့နော်အားလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုတွဲတွဲဆောင်ဆွေးနွေးပွဲတွေလုပ်သူတို့ပြောတာတတ်တတ်စီနော်တော့အဲ့တော့ဒီလိုနှစ်ခင်ဒီမှာဒီလိုပြောင်းလဲရဲတာပေါ့အဲ့ဩတယ်ကျွန်တော်ကြည့်လိုက်ဒီမှာကြည့်လိုက်ကြောပြမယ်ကျတဲ့တဲ့ဘောဆက်ပြီးမှာပြချင်ပါလေဒါကတော့မနေ့ကမနေ့ကအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံသားကြီးဝန်ကြီးဌာနဝန်ကြီးပေါ့ဗျာဝန်ကြီးကဒါမြန်မာနိုင်ငံကိုမနေ့ကရောက်ရောက်ရှိလာပါလေမနေ့ကအော်တိုဘာလာ9ရက်နေ့မနက်ပိုင်းမှာ မလေးရှားနိုင်ငံတော်ဝင်လေတက်ကနေပြီးတော့ကျွန်တော်တို့တို့ရဲ့ဒီကိုပိုင်လေနဲ့နေပြော်လေစိတ်ကိုရောက်ပါတယ်တရက်တာခီးလည်းဖြစ်ပါတယ်အဲ့ဒီခီးစီမှာဆိုရင်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံယာယီဝန်ကြီးကယာယီသမ္မတနဲ့တွေ့တယ်ပြီးတော့ကျွန်တော်တို့ဝန်ကြီးချုပ်နဲ့တွေ့တယ်ပြီးရင်ကျွန်တော်နိုင်ငံယာယီဝန်ကြီးနဲ့တွေ့ပါတယ်တွေ့ခဲ့ပါတယ်ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့ဒါမလေးရှားအစိုးရဘက်ကလည်းတရားဝင်ထုတ်ပြန်ထားသလိုမြန်မာနိုင်ငံအစိုးရဘက်ကလည်းတရားဝင်ထုတ်ပြန်ချက်တွေရှိပါတယ်ဒီအချိန်နဲ့ပတ်သက်ပြီးတော့တင်ပြရမယ်ဆိုရင်ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ဒါမလေးရှားအစိုးရဘက်ရဲ့ထုတ်ပြန်ချက်မှာဆိုရင် မြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မဲ့အခြေအနေပေါ့ဗျာပြင်ဆင်ထားမှုနဲ့ပြင်ဆင်ထားတဲ့အခြေအနေပတ်သက်ပြီးတော့သူ့အနေနဲ့ဒါဝန်တာကြိုးစားပါတယ်ပြီးကျွန်တော်တို့အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ကြိုးပမ်းဆောင်မှုရအောင်အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးလေဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စဉ်အကြံပြုလို့ပေါ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲပေါ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်မှုတွေအကြံပြုတယ်ပြီးကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုမလေးရှားအစိုးရကနေပြီးတော့မြန်မာနိုင်ငံကိုဆေးလို့မယ်ဒါကတည်းအရေးကြီးပါတယ်ရွေးကောက်ပွဲကျွန်တော်တို့ ကြားတယ်နော်သူပြောသွားတာဒါမှအခုကျွန်တော်ဘေးမှာမပြတ်မှာအဲ့ဒါမလေးရှားနိုင်ငံဂျိုင်းဝင်ကြီးကထုတ်ပြန်လိုက်တဲ့စာဟိုအောက်ဆုံးမှတွေ့တာ58ကြိမ်မြောက်မှာအာဆီယံစည်းဝေး58ကြိမ်မြောက်မှာမင်းတို့ဖိတ်တာကိုဟိုကချက်ချင်းလက်မခံဘဲနဲ့မင်းတို့ဖိတ်လိုက်တဲ့အကြောင်းကိုတွဲဆုံဆွေးနွေးမှာနော်ကြည့်အဲ့ဒါကြော်စိုးကဘလောက်ပြောင်းနေလဲကြည့်အခုသူပြောသွားတဲ့အချက်တွေဒီလက်ရှိအခုမလေးရှားနိုင်ငံဂျိုင်းဝင်ကြီးထုတ်ပြန်တဲ့အခုဒီဘေးရဲ့အချက်တွေနဲ့ကြိုက်လားမကြိုက်ဘူးလဲကြည့်ဟမ် အမချစ်နော်အဲ့တော့ဒီနေ့ခင်ကြီးမှာမင်းတို့တို့ပြောင်းလိုက်လားမရှက်ဘူးလားဟမ်ခက်တူနေဆက်ဆက်ဆက်ကြောင်ဒီကောင်ပြောင်းလိုက်ကြည့်လိုက်အထားပြဖို့အတွက်ဆိုရင်ရွေးကောက်ဝဲစောင့်ကြည့်လေးလာရေးအခန်းကဏ္ဍကလည်းအရန်ကိုအရေးပါတဲ့နေရာမှာဒီရှိပါတယ်ညာဒါကြောင့်မလို့တို့လိန်လည်ပြီးပြောတာဟိုကဘာပြန်ပြောလဲဟိုတို့တို့ပြောလိုက်တဲ့ဟာနဲ့ဟိုကပြောလာအကုန်ဆောက်တလို့ဟမ်အော်အင်္ဂလိပ်စာမတက်လို့လည်းကြိုးဆိုအင်္ဂလိပ်စာမတက်အဲ့ရောက်မှာ58ခုနှစ်ဆိုရင်ဂိန်းကနန်းတွေ့တာအေးဟဲ့လားတွေ့ရနော်ဟိုအောက်ဆုံးမှာ နော်တွေ့တယ်မလားအေးအဲ့ဒါအာဆီယံအစည်းအဝေး58ကြိမ်မြောက်အစည်းအဝေးမှာတည်သွင်းမဲ့ပြောတယ်မလေးရှားလွှတ်တော်မလေးရှားရွေးကောက်ပွဲကော်မရှင်ကိုတော့မင်းတို့ဖိတ်တယ်ပြောပြလိုက်မယ်သူကနိုင်ငံတိုင်းဝန်ကြီးဖြစ်တဲ့အတွက်ဖိတ်တဲ့အကြောင်းပြောမလေးရှားသွားလာမသွားသူတို့နိုင်ငံသူတို့နိုင်ငံဆုံးဖြတ်မှာနော်အာဆီယံကျတော့သူကအာဆီယံဥက္ကဋ္ဌဖြစ်တဲ့အတွက်လာမဲ့58ကြိမ်မြောက်အာဆီယံအစည်းအဝေးမှာဒါကိုတင်ပြပေးမယ်ဟိုကလာပေးမယ်ပြောတာလားမင်းတို့ကခေါ်တာလားနဲဘာလဲနေပြည်တော်မှာပလီစပြီးတော့မလေးရှားနိုင်ငံတိုင်းဝန်ကြီးကိုဖိတ်ခံဖို့လားဟုတ်လား မချက်ဘူးလားဟောလားမင်းတို့မချက်တာလားဟောင်းနေဒီကောအခုပြောတာကျွန်တော်တုတ်ဗီဒီယိုဖိုင်ကျွန်တော်တားရှည်တဲ့အတွက်နောက်ပိုင်းမှကျွန်တော်နည်းနည်းပြဟိတ်နားတော့မှတို့ပြောတာကျွန်တော်ပြောချင်လို့ဒါအာဆီယံနဲ့ပူးပေါင်းစွာတဲ့ကိစ္စတွေအသေးသေးရှင်းပြခဲ့ပါတယ်ဒါတော့ကျွန်တော်တို့ဒီဒီရိုင်းသမရာကြီးနဲ့မလေးရှားနိုင်ငံရာဝန်ကြီးရဲ့တွေ့ဆုံပါအဲ့တော့ကျွန်တော်တို့ရှင်းပြရင်ပြကျွန်တော်တို့အဲရှင်းပြရင်ပုံမလေးတင်ပြမယ်လက်ရှိနိုင်ငံရေးစီရင်ရှင်တွေကဂန်းငယ်ခွေခွေသွားပြီ ။ကောင်းငယ်ကိုခုတာ။ကောင်းငယ်ကိုခုတာ။အဲ့တော့တနည်းအားဖြင့်ကျွန်တော်တက်တက်ပြောမှဆိုလက်ရှိဒီနိုင်ငံရေးစီးလမ်းကြောင်းကတက်မလို့ကတက်တက်ယူထောင်တက်နေတာ။ဟာတက်တက်ယူထောင်တက်သွားပြီ။ဟုတ်ဘယ်ဘယ်ကိုထောင်တက်တယ်ကြော်စိုးနစ်နစ်မဖြစ်တဲ့ကိုတက်တက်ထောင်တက်သွားတာမင်းမင်းတို့တက်မလို့ကဟုတ်လား။ဟမ်မငါမသိလို့ပါတက်တဲ့ထောင်တော့ကဘယ်ထောင်တက်တာလဲနင့်မစပုတ်တယ်တက်တဲ့ထောင်ကတော့ပါကြည့်နေတဲ့လူတွေပြတကယ်ပဲဟမ်တော့ပေါ်တော့ဒီကောင်ဘာကောင်လဲမသိဘူးဟမ်အားကြည့်လိုက်ဗျာဆေးရလဲအန်ယူဂျီအုပ်စုတွေရှင်းတာချင်းမရှိဘူးဩအေးဟုတ်တယ် သေးရ IMG အုပ်စုအချင်းအမျိုးဒီနေ့ပဲနိုင်ငံဂုံစခန်းကိုတိမ့်ပိုက်ခံထိပြီနော် AA နဲ့ပူအောင်ဖွဲ့ပြီးတိမ့်တာနိုင်ငံဂုံဆိုတာတကယ်တောင်ပေါ်မှာတိစောက်ထားတဲ့ radar ဆက်ဆက်တောင်ပါတယ်နော်လေကြောင်းရံကာကွယ်ရေးအတွက်အဲ့လိုအကမှစခန်းကြီးအဲ့ဒီစခန်းကြီးကိုဝင်ကြိတ်ကန်ထိလို့ပါသွားပြီနော်အမှစေးရခိုင်မှာမလုပ်နိုင်နဲ့နိုင်ငံကြီးကလည်းရှင်းနိုင်ခြင်းမရှိဘူးအဲနိုင်ငံရေးရှင်နိုင်ခြင်းမရှိဘူးဆိုအခုမလေးရှားဘာပြန်ပြောရလဲမင်းတို့မင်းတို့လည်းစာထုတ်ပြီးရောဟိုကဘာပြန်ထုတ်လဲမင်းတို့စောက်ချက်ပွဲရောမလား ဟမ်နိုင်ငံရေးရရှင်နိုင်စားမရှိရင်လက်ရှိကုလသမဂ္ဂမှာဥကြောမိုးထုံးကဒီနေ့ထိထိုင်နေတယ်မင်းတို့နိုင်ငံရေးရရှင်နိုင်မရှိကုလသမဂ္ဂမင်းတို့ကိုယ်စားလှယ်သွားထိုင်လေဟမ်ကုလသမဂ္ဂရဲ့နိုင်ငံတော်တပ်ရနေရမှာဥဝင်းမြင့်ဒီနေ့ရှိတယ်နိုင်ငံတော်အတိုင်ပင်ပုတ်ကိုဒေါအောင်ဆန်းစုကြည်ဒီနေ့ရှိတယ်ဟမ်မင်းတို့နိုင်ငံရေးရနိုင်လို့ရှိရင်အဲ့ဒီကုလသမဂ္ဂမှာယာရီတပ်ရကြီးဥမရောက်နိုင်တွတ်ထိုးလေကပြီးဟမ်မဆက်တာလားရောက်နေမင်းတို့မင်းတို့မှာစောက်ရှက်မရှိတာလားဟမ် ်ပြောင်းလဲပြောင်းစားစားမှာမင်းတို့ကလူရောက်ဝင်မှာလားဟုတ်လားဟမ်ကဲအခုအာဆီယံရဲ့အလှကြဥက္ကဋ္ဌလာမယ့်နေ့မှာမြန်မာလေးဘာဖြစ်လို့မင်းတို့အနည်းကိုပေးတာလဲဖိလစ်ပိုင်အောင်ဘောက်ပေးတာလဲဟမ်ကဲမင်းတို့နိုင်ငံငါမှာလူရောက်ဝင်မဲ့ဆိုရင်အခုအာဆီယံဥက္ကဋ္ဌလာတဲ့ကျွန်တော်တို့အာဆီယံစီဝေးလေးတက်ခွင့်ပေးပါလို့မင်းဘာဖြစ်လို့စောက်ချက်မရှိတောင်းရဲတာဟမ်မင်းတို့တောင်းတာအာဆီယံအစည်းအဝေးတက်ခွင့်မင်းတို့တောင်းတာမတောင်းဘူးလားဟမ်ဘောကဘာပြန်ပြောလဲမင်းတို့ ဒါတော့နေပြည်တော်မှာဘလီဆောက်ပြီးတော့ဘာအစ္စလမ်ဘာသာဝင်မှမရှိတဲ့နေပြည်တော်ဘလူးမှမရှိတဲ့ဂျောင်ထဲမှာတွားပြီးတော့ဘလီဆောက်ပြီးတော့ဘာဖိခံတာမရှိဘူးလားမင်းတို့လေဟုတ်လားအဲ့လိုလက်တွေ့ကြကြပြောရတယ်သူကနိုင်ငံတကာမှာအตายနေတော့မပြောနဲ့ဘယ်နေရာမှာဘလို့အခုငါပြောသလိုနိုင်ငံတကာအตายဆိုနံပါတ်1ကုလသမဂ္ဂမှာမင်းတို့စရင်ပေါက်ကောင်းတယ်နော်အဲ့ဒါပဲ NUG နေမဟုတ်ပါဘူး NUG နဲ့သူ့ရဲ့ဒီမိဖက်တွေဖြစ်တယ်လက်လက်ကိုက်အဖွဲ့တွေရှင်းလို့မရပါဘူးဟင်းခင်ဗျား ်ရှင်တို့မရဘူးဒီနေ့နိုင်ငံစကောင်တိုင်ငံထိတာပြည်သူနောက်ပြီးတော့ငါမေးပါအောင်မယ်အခုအာနာတိန်းထားတာက UNG နဲ့မဟာမိတ်တွေကအာနာတိန်းတာလားမင်းတို့ကအာနာတိန်းတာဟမ်တိုင်းပြည်ရဲ့ကြီးရေလေးလက်နက်အပြည့်အစုံခင်မီနီးပညာအပြည့်အစုံတိုက်လေရင်ရင်ငုတ်တင်းမွားစာရှိတဲ့နော်စစ်ရန်နေရအပြည့်အစုံနော်စစ်တီ၅တိတ်နိုင်ငံရဲ့ဘန္နာဖေခုထားတဲ့အဲ့လိုပိုင်ဆိုင်မှုနဲ့ရပြီးတော့ တိုင်းပြည်မှာလက်ပလာပဲရှိတဲ့လက်သုံးချောင်းထောင်းတဲ့ပြည်သူရှီကအာနာလူတာအခု၅နှစ်ပြည့်ပြီမင်းတို့အာနာမရတာကိုဆက်စစ်ကိုတီးမတိငါတို့တော်လှန်ရေးဘက်ကပဲအာနာသိမ့်လို့အာနာမရတဲ့ပုံစံဟမ်မင်းတို့မချက်ဘူးလားမင်းတို့အာနာသိမ့်နေတာလေမင်းတို့သိမ့်သိမ့်နိုင်လားမသိမ့်နိုင်မဲ့စကမ်းရဲ့တိမ့်ကန်ထိတာလေတိမ့်ကန်ထိတဲ့စကမ်းတွေကတချို့တလေတော့ပြန်ပြီးတော့ပြန်ရတာအမဲမတိအောင်နိုင်လူကြီးလို့လို့ပါလို့လို့ ဆော့ဘောမင်းနင်းနန်းဆော့ဘောမဟုတ်ကြောသူမင်းမရှက်ဘူးလားဟမ်မဟုတ်နင်းတို့လေလေအရင်68လို့မျိုးဒီ social media အားမကောင်းတဲ့ခေတ်ဆိုမင်းတို့ဘလောက်တော့လိမ်မလဲမသိဘူးနော်ပေါ့ပေါ့ပေါ့ကျွန်တော်မစိမ်းသာရဲဘူးဒီလိုမျိုးလူတကာတိနေတဲ့အချိန်မှာတောင်မှဆောက်ခွက်ပြောင်တိုက်ပြီးတော့ပေါ်တင်လိမ်ရဲတဲ့ဟမ်ကဲအခုမင်းဘယ်လိုပြောမလဲဟမ်ဒါမင်းပြောခဲ့တာပါအာဆီယံရွေးကောက်ပွဲစောင့်ကြည့်လိုက်လှုပ်ပေးမယ်အခုအာဆီယံအမစာထုတ်လိုက်ကဲဘယ်လိုပြောဘယ်လိုလုပ်မလားဆို ဟမ်ကိုငုံပြောဒီစောက်ချက်တွေတော့ကွဲယူပြောအောင်လေမင်းတို့မှာစောက်ချက်မရှိဟမ်ကွဲစရာစောက်ချက်လည်းမရှိဟမ်အဲ့တော့တွေ့ပြီမလားအဲ့ဒါကျော်စိုးဦးလို့កောင်မျိုးကို လော်ဘီလောက်ထားတဲ့မင်းတို့ဘက်အထံအကောင်တွေမင်းတို့ပါထတ်ချက်ကွဲတာနော်တို့အောက်တန်းသားမျိုးဗယံမရာကောင်မျိုးလော်ဘီလောက်ခိုင်းတော့မင်းတို့စပါတိုက်ခတ်ကြတာပေါ့ရှင်းနေတဲ့ဟာကြီးကိုသိလားအဲ့တော့လော်ဘီလောက်တယ်ဆိုတာဗယံမရာကောင်တွေကိုလော်ဘီလောက်နေအဲ့လိုအောက်တန်းသားဘွားရောက်ပေါ့သိလားလူလူထောက်ခံမှု ပြည်ကြီးနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကန်ဆွဲထားမှုဘလို့မအောင်ရှင်နိုင်လို့ရှင်နိုင်လို့မရဘူး။အော်အေးဟုတ်တယ်သူတို့အာဏာရနေကြီးကပြည်ကြီးဟိုတက်မလို့ကပြည်သူပေါ်ထားတဲ့စေတနာမှန်ကန်တဲ့အတွက်တက်မလို့ကတော့ဆောက်ကိုထုတ်တာ။ဒီအကြမ်းဖက်အုပ်စုတွေကပြည်သူပေါ်ထားတဲ့စေရေးဆိုဘယ်တော့မှမမှန်ဘူး။ခင်ဗျာတို့ရဲ့အကျိုးစီးပွားတွေလုပ်ခဲ့တာ။မှန်ကြီးလက်ရှိဒါကြောင့်မလို့ဒါကြောင့်မလို့ဘုံမဲ့ခဲ့ပြောတာကွယ်ကြီးတဲ့ဘုရားကသူပြောတာကိုခွေးလို့ပြေးပြီဆိုတဲ့ဟာကိုပြောတာကိုကွယ်ကြီးတဲ့အဲ့ဒီကောင်စောက်ဘောဟာကြီးကိုကွယ်ကြီးတဲ့ ျွန်တော်တို့တစ်ခါကျရင်အလုပ်တွေအများကြီးလို့စိတ်ညစ်လို့ရှိရင်တည်းကြော်စိုးပြီးတော့ဘီဖိုင်ကိုကြည့်ပြီးတော့ခွေလိုက်တယ်ထိုင်ပြီးတော့တည်းအဲ့ဆိုရင်နည်းနည်းဟိုဖိအားတွေပေါ့နော်စိတ်ညစ်မှုဟာတွေပါပျောက်ပျောက်သွားတယ်တဲ့ဟာတာအနေနဲ့ပဲသူတို့တုံးတာတဲ့ကိုကြီးကသွားပြီးဒီကောင်နေစကားသွားပြီးတော့နားရောက်နေတယ်ကိုကြီးရဲ့တဲ့ဟမ်ဟိုကလေးကပြောသွားတာဟုတ်တာပဲအခုမှရှိရဘာဖြစ်ပြည်သူထောက်ခံမှုအားတက်မတော်မှရှိတယ်ဩပြည်သူထောက်ခံတာမခံမသိဘူးခင်ဗျာချစ်သူတို့လင်းလင်းတို့ခင်ဗျာသူတို့ရဲ့အုပ်စုတွေခင်ဗျာအမေရိကမှာခင်ဗျာအိမ်တွေဝယ်တယ်သူတို့သားသမီးကောင်းမေဆိုတဲ့အကြောင်းတွေမှာထားတယ် ဟုတ်တယ်လေထမ်းမှာပေါ့ချစ်တူဝဲတဲ့လင်းလေးရဲ့ရောင်ဒီချိုးတစ်ခုတည်းကနေပြည်တွင်းကိုပြန်လဲပို့ဆောင်နိုင်တာ9သိန်း9000ကျော်တယ်ဒေါ်လာနော်တိလားဒေါ်လာ9သိန်းကျော်သူ့ရှိုးပွဲတစ်ခုတည်းကနေဟမ်မင်းမအဲ့လိုစောက်စင်ရှိတာဒေါ်လာ၄သိန်း9သိန်းတဲ့အဲ့ချစ်တူဝဲတဲ့လင်းလေးကအေးဆေးဝယ်လို့ရတယ်မင်းတို့ဘောအလုံးလိုက်ညိုပြီးတော့မှလူရဝင်ရလူမဟုတ်ဘူးလေလင်းလေးချစ်တူဝဲဆိုတာဘယ်နှခုနှစ်ထဲကသူတို့မှဝင်ဝင်ရရလမ်းပေါင်းများဆောင်တဲ့လေပတ်နေတဲ့အမှုပညာရှင်တွေလေ ဟမ်ဘာဖြစ်လဲလားတော်လိုင်းမနှောက်ခင်ရလဲသူ့သားသမီးတွေကောင်းမေဆိုတဲ့အကြောင်းမှထားတဲ့လူတွေကောင်းမေဆိုတဲ့အစားစားစားပြီးကောင်းမေဆိုတဲ့နေရာထိုင်ခင်းမှာနေတဲ့လူတွေအခုတော်လိုင်းကလာမှဒလုံးနေတာလေဟမ်အခုရောင်ဒီရှိုးတစ်ခုထဲတဲ့နေလေးလေးကတော်လိုင်းအတွက်ဘတ်ဒေါ်လာ9သိန်းကျော်ရှာပေးတာလေဟမ်တော်လိုင်းစာမိုင်းလောက်တဲ့ဟာတွေမပါသေးဘူးနော်ရောင်ဒီရှိုးတစ်ခုထဲချင်းလားမင်းတို့ကြိုက်တဲ့လောက်ဖွာကြိုက်တဲ့လောက်တိုက် နော်မင်းတို့စကားကိုစောက်အောင်တော့မရှိတဲ့ကောင်းတော့နားမယောင်တော့ဘူးကွာထားတယ်ခင်ဗျာတို့ရဲ့စင်ရလည်းမမှန်အောင်လေခင်ဗျားတို့ဘောထားတယ်စင်ရတို့ရဲ့အာနာအတွက်တို့ရဲ့တို့ရဲ့လက်လာဘတီမဲဖို့အတွက်နော်ဟဲ့ဟုတ်တယ်မင်းမင်းလေးမင်းအောင်နိုင်လို့ဘေးနားထားပြီးမင်းကနေနေတော့ပြောဟောဒုက္ခပဲကွာငါစိတ်ငြိမ်းတယ်ခင်ဗျားတို့အသက်တွေပေါ်ရတယ်စတိပလိုက်တာတောင်းလျှောက်လာခင်ဗျားတို့ကဖေးပျော်လေးချာအမားတွေပေါ်ပြတင်းတင်းပြားတယ်အာဒီဒီ2021မကျော်ဘူးလို့2020မကျော်ဘူးလို့2023မကျော်ဘူးလို့20 ဟုတ်တယ်လေငါလည်းအဲ့လိုပဲငါ့ကိုငါလည်းအဲ့လိုပဲမင်းပြောလို့အဲ့ဆိုအဲ့လိုပြောလို့ရှိရင်အမပါဟုတ်တယ်ငါ့ကိုငါဘာဖြစ်တယ်ငါတထေးပရမငါပြောထားတာငါတို့တထေးမောက်ငါတို့တော်လိုင်းကြီးကငါလားမကြောက်ဘူးနော်ဒါယုံကြည်မှုပဲလေကြားလာတယ်ဘာဖြစ်ပေါ်လဲဆက်လုပ်တယ်လေအဲ့တော့ငါလားမကြောက်ဘူးလို့ပြောပြီးငါတော်လိုင်းကြီးလုပ်တယ်တကယ်လဲငါလားတော့မကြောက်အောင်လုပ်ကမထင်လို့လုပ်ခဲ့မိတာဒါလို့နှစ်အများကြီးကြာမှာဆိုအဲ့ထင်မလုပ်ဘူး နော်အဲ့တော့ဒါပေမဲ့လောက်ခဲ့ဘူးက9လပြည့်တဲ့ချိန်မှာတော်လိုင်းရဲ့မပြီးဘူး6လထက်လုပ်တယ်6လလေတစ်နှစ်တစ်နှစ်ကရင်နှစ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 ်ကရင်3နှစ်3နှစ်က9နှစ်တော့လာပြီမပြီးမချင်းနိုင်မှာပဲဒါဘာထူးဆန်းလဲဟမ်ရှင်းရှင်းလေးပဲ အဲ့လေမကြောက်ဘူး25မကြောက်ဘူးတောင်းချောသူတို့ပြောခဲ့တာပဲခင်ဗျားတို့မျောလေးကြာမှာလေးခဲ့တာလေတက်မလို့ကတော့ပြည်သူလူထုကိုဘယ်တော့မှမျောလေးကြာအမှားမပေးဘူးအော်တက်မလို့အော်အေးဟုတ်တယ်ပြည်သူတက်မလို့ကလေပြည်သူလူထုကိုမျောလေးကြာအမှားမပေးဘူးအကောင်တော့ရိုက်ချိုးပလိုက်တာနော်မီးပြိုက်ပလိုက်တယ်လက်နဲ့ကြီးနဲ့ထုပလိုက်တယ်အကောင်တော့အမောက်ချေပလိုက်တယ်အခမ်းမတင်မရင်းတက်ကျင်တယ်ဟုတ်လားမျောလေးကြာအမှားမပေးဘူးမျောလေးကြာကိုမပေးတာတက်မလို့ကဟုတ်တယ်အဲ့တကူတော့မင်းပြောတာမှန်သွားပြီမျောလေးကြာကိုမပေးတာတက်မလို့ဟုတ်တယ်ဒီကကျော်စုကိုမှန်တယ်ကွာဟုတ်လားခင်ဗျားသွားတယ် ။နဲအစီအစဉ်တောက်လျှောက်လူဟာလေကျွန်တော်ပြောမယ်ကလိန်ကကြစ်စကားပြောတဲ့လူနဲ့မှန်မှန်ကန်ကန်ရှိရှိရှိတိုင်းပြောတဲ့လူဟဲ့ဒီမျက်လုံးမျက်စံနဲ့ကိုယ်မူရာနှုတ်မူရာနဲ့ဘယ်တော့မှဖစ်ဆိုင်မကြအောင်ကြည့်ပါပညာတတ်တတ်မတတ်တတ်စာတတ်တတ်မတတ်တတ်လူဟာကလိန်ကကြစ်လုံနေတယ်ကလိန်ကကြစ်ပြောနေတယ်ဆိုအဲ့ဒီမျက်လုံးတွေမျက်ခွက်တွေကလိန်လို့မရဘူးကြော်စုံစောက်ခွက်ကိုတိတိကျကျကြည့်ရုပ်ကိုကြည့် အယောင်ထွက်တဲ့ရုပ်လားအယောင်မှိန်တဲ့ရုပ်လားအဲ့ဒါသူ့အတူနိုင်ငံတော်အဆင့်ဆိုပြီးတည်နေမှခံယူထားတာနော်ဒီကောင်နေလူညွတ်တုံးနေတာနော်ဒီဘဝမှာ မသေးခင်တည်းရတော့ဘဝနာမည်ပောက်ပြီးတော့လူညွတ်တုံးနေတယ်ကြော်စိုးတားလို့ပြောလိုက်လေလူတဲ့ဝန်ဝန်းကြည့်နေဟမ်အဲ့သူတို့စစ်တပ်တွေအုပ်ချုပ်ထားလှုပ်ခွင့်မရှိတဲ့ဒေသမှာတော့မတည်ဘူးသူ့လိုကိုလိုပြည်သူတဲမှာကြော်စိုးဦးရဲ့တားပါကြော်စိုးဦးရဲ့တမီးပါကြော်စိုးဦးရဲ့ညမပါဝင်ကြည့်လိုက် ကျွန်တော်အစကားအများကြီးပြောအဲ့ဒါဝင်ကြည့်လိုက်အဲ့ဒါအဖြေပဲနော်အဲ့ဒါအဖြေအဲ့ဒီကြော်စိုးဦးတို့လောက်ရမျိုးကိုကြော်စိုးဦးမဟုတ်ဘူးကျွန်တော်တွားလို့လဲကျွန်တော်ကအဲ့ဒီခံစားမှုကိုခံရမှာပဲအဲ့ဒါပါလေတံပြန်ခံစားရတယ်ကိုယ့်ရဲ့ရုပ်မာတဲ့လောက်ရက်ကကိုယ့်ကိုပြန်ထိတာနော်အခုကြော်စိုးဦးကိုကြည့်လူရုပ်ကိုကြည့်နော်ရုပ်ကိုကြည့်အဲ့ဒါပဲချမကဲရိုမန်တီတောင်းလျှောက် ပြည်သူတရားဝင်ခြားပြခဲ့တယ်ဘာပြီးဘာလုပ်မယ်ဘာပြီးဘာလုပ်မယ်ဘာပြီးဘာလုပ်မယ်လက်ရှိဒီတက်မတော်ကနောက်ဆုံးဖိုင်နယ်ဖြစ်တဲ့ကျွန်တော်တို့ရွေးကောက်ပွဲနောက်ဆုံးဖိုင်နယ်ဆိုမီဆိုဖိုင်နယ်လေအဲနောက်ဆုံးဖိုင်နယ်ဆိုတော့ပထမနံပါတ်1တက်မတော်ဘာပြီးဘာလုပ်နံပါတ်1စတောင်းထုံးမယ်ပြည်သူအလို့ရနေဟောတက်မခွေးလာပြီဟေးပြေးပြေးထုံးတယ်ရောခွေးရောနွားရောအာတမီးရောကလေးရောပြေးရတယ်အဲဘာတော်ပြုံးလေးချက်အမှမပေးဘူးကစတောင်းထုံးမယ်ဆိုထိုးတယ်ထိုးပြီးရှိတဲ့ဟာယူမယ်ဆိုရှိတဲ့အိမ်ကိုရိုက်ထိုးတယ်ပုံပန်းပုံပန်းဖြတ်ယူတယ် တွေ့တဲ့ကျွင်းလုံးကတက်ဖြတ်ဆိုကုန်ဖြတ်စားတော့လေစားလို့မကုန်ပြစ်တက်ဆိုကုန်ပြစ်တက်ပါလေကျွင်းလုံးတွေဟမ်ကဲပြီးလို့ရှိရင်မလုပ်နဲ့လေနဲ့ဘုံကျဲဆိုရှက်လေနဲ့ဘုံကျဲပြန်ပြီးတော့ပြီးရင်အကုန်ပစ္စည်းတွေယူဆိုယူပြီးရဲ့ကဲနောက်တရောစတောင်းထိုးမယ်အရှင်းမအမြောင်နဲ့ထုလေနဲ့ကျဲဆိုဒီဒီဟိုဘာလို့ကောင်းမီးရှို့ဆိုအမ်းရှို့လေကွတိပဲတော့ပလန်တစ်ခုချင်းတစ်ခုလောက်သွားတယ်ဟမ်ပြောလို့ချက်မမပေးဘူးမင်းငါတို့တတ်မတော်ပါမင်းဟမ်ဟုတ်တယ်မကျော်ဆုံးဟုတ်တယ်ဟုတ်တယ်အဲကျမမယ်နိုင်တဲ့ပါတီကိုနိုင်ရတော့အားအနေမယ်ဒါဒါနောက်ဆုံးဖိုင်နေပဲ ောက်ဆုံးဖိုင်တယ်ပဲအဲ့ဒါတွေပြီးသွားရင်တော့ကျွန်တော်တို့ဒါရွက်ကွက်ပြီးသွားရင်တော့ဒါကျွန်တော်တို့အများတင်တော့တဲ့လွတ်တော်အစိုးရဖြစ်လာမယ်အဲ့ဒီကတည်းကအဲ့ဒီကတည်းကဆက်ပြီးတော့အဲ့ဒီအစိုးရအဲ့ဒီလွတ်တော်ကနေကဆက်ပြီးတော့ကျွန်တော်အစိုးရနဲ့လွတ်တော်ပူးပေါင်းပူးပေါင်းပြီးတော့ကျွန်တော်တို့တချို့အကြမ်းဖက်အုပ်စုတွေထကြွားလိုက်တယ်ကျွန်တော်တို့တိတ်နေမှာထမှာတမန်မကျွန်တော်စီးနေတယ်လို့အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီယာယီတမရာကြီးရတော့ဗျာတစ်ဖက်ကတော့တန်လဲကင်တာပါတဖက်ကတော့လိုင်ကြီးရတယ်တဖက်ကတော့စပိုင်ကုတ်ထားတယ်မိကြီးတမရာကြီးကလေတဖက်ကလိုင်ကြီးရတာတိတယ်မင်းအောင်လည်းရုပ်ကိုမြင်ကြည့် တစ်ဖက်ကပါတယ်အဖက်ကလိုက်ကြီးတယ်တစ်ဖက်ကစပိုင်ကုတ်တယ်ဟုတ်လားလိုက်ကြီးရောစပိုင်ကုတ်ရောဟမ်ကိုကငါစိတ်ဆင်းရဲတယ်ကွာဒါကြောင့်မလို့ဟိုနေ့ပြောတာဘုံမိုက်ခဲလို့ပြောတာကိုကြီးတယ်ဒီကျော်စိုးဆိုကောင်စောက်ဘောကြီးဟာယူနေပြီဒီကောင်တွေရတယ်ပြောချင်တာတွေစွပြောနေတာတဲ့ဒီကောင်တွေစကားကိုတွားပြီးကိုကြီးတို့ဟိုနေ့ရှင်နေအဲ့ဒါကျွန်တော်တို့ဆိုစိတ်ညစ်လာရင်ဒီကောင်တို့ဒီကောင်တွေဗီဒီယိုဖိုင်ကြည့်ပြီးတော့ပဲဟာတာလုတ်လိုက်တယ်တဲ့နော်အဖက်ကတော့ပြည်သူတွေကောင်းစားရေးအတွက်လောက်ရတော့ဗျာအဖက်ကကျွန်တော်ပြည်သူတွေကောင်းစားရေးတိုင်းပြည်သားရွာပြောပြီးတော့လောက်ရတယ် တစ်ဖက်ကတော့ကျွန်တော်အကြဘက်ကိုတုတ်တင်တဲ့အခါမှာတစ်ဖက်ကတော့တန်လျာကန်ထားတယ်ဒီလိုနှစ်ဖက်သွားတာနှစ်ဖက်သွားတာနှစ်ဖက်သွားတိုင်းပြည်တိဆောက်ခဲ့တဲ့အခါမှာဒီလိုပဲတိဆောက်ကြတာပဲကျွန်တော်ပရမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်နိုင်ငံတော်တတိယမြန်မာနိုင်ငံတော်ဒီခေါင်းဆောင်တွေအားလုံးဒီလိုပဲသွားတယ်တစ်ဖက်မှာကျွန်တော်အကြမ်းဖက်အုပ်စုတုတ်တင်တယ်တစ်ဖက်လက်တစ်ဖက်ကတစ်ဖက်ကတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီတိုင်းပြည်တိုင်းပြည်ပြည်သူတွေတာယာဝါပြောရေးတိုင်းပြည်တို့ဒီဝါချနာတို့တာယာတို့ကြီးပွားနော်မကြည့်ပြောနေတယ်ဝါချနာကြီးပဲလောက်ရတာပဲတို့တန်းတစ်ဖက်ဒီလိုလောက်ရတာဗျာ ်ဒုလနဘဒုရာကတော့ဒီတော့ဒီကျွန်တော်သူ့ခိုင်ရေစီလှုပ်ဆက်လို့ရမို့လို့ဘာဖြစ်လဲသူတို့လောက်ကရဲ့ဟာအောက်ကောင်အဒီကောင် UI ရမလို့ပဲမတတော်ကြီးပွားချမ်းသာနော်ဟုတ်လား तू ပြောတာဟုတ်လားဟုတ်လားခင်ဗျားတို့မင်းအောင်နိုင်ရပါတစ်ဖက်ကတိုင်းပြည်ပြည်သူတွေတာယာဝပြောရင်ဟုတ်လားသူတို့လှုပ်တယ်ဟုတ်လားโอ้ยไอ้เจ้าเจ้าเราย้ายตําแหน่งดิโลลงเนี่ยล่ะแล้วนับไปเนี่ยดิโลลงอ่ะดีทีนี้เปลี่ยนชุดต่อยต่อยนี่ ကျင်တာကျွန်တော်အချမ်းမအုပ်စုတွေဘယ်တော့မှခင်ဗျခေါင်းမထောင်နိုင်တော့ဘူးအဲ့တို့နေကောင်းမထောင်နိုင်လားဆိုမဟုတ်ဘူးတို့နေတဲ့ဒီ NGO အုပ်စုတွေနဲ့ပေါင်းနေအပေါင်းပါတွေလည်းကောင်းမထောင်နိုင်တော့ဘူးဒါပေမဲ့လည်းချင်းကတည်းနေလေကောင်းမထောင်နိုင်တော့ဘူးတည်းနေလေဘလောက်ဆိုလဲကောင်းမထောင်ဒီပလောင်နဲ့ရှမ်းနဲ့ညီညွတ်မှုလုံးဝမရှိလုံးဝပြိုခွဲသွားပြီအဲ့လိုပဲခင်ဗျားဒီဘက်ဂျိန်းဘောနဲ့အခြားသောကချင်ပြည်မှာရှိတဲ့မျိုးလယ်စုတွေလုံးဝခင်ဗျားလုံးဝပေါင်းဆက်လို့မရတော့ဘူးပေါင်းဆက်လို့မရတော့ဘူးအဲ့တော့ဒီရခိုင်ပြည်နယ်ရဲ့စီးအခြေတွေပေါ့အဲ့တို့ကတော့ဒီစီးရဘယ်နာရောက်လဲခုနရောက်လဲဒီနရောက်လဲပေါ့ခင်ဗျားမေးချင်တာအေးနောက်ကျောလုံလားမေးလိုက်မေးချင်တာနောက်ပြန်ကြီးအေးနောက်ကျောရတာဟိုမှာ ဒီဒီပဲ viewer စကိုင်းကြီးကိုတက်သိမ်းလိုက်တယ်လေဘလို့အေးနောက်ကျောလုံလာလဲလို့ဟဲ့ကောင်ဝဲငါစိတ်ရှင်းတော့ကွာဒီကောင်လေးကွာတကယ်ပဲဒီခင်ဗျနောက်ကျောလုံလာမိချင်လားခင်ဗျဒီရခိုင်ပြည်နယ်ကတော့ဒီကောင်ငါပြောတိတော့ချက်မပြေဘူးလားမသိတော့ကြည့်တယ်အဘနာနာတော့တူလို့မတူလို့တယ်သူတချင်းဆိုအခုဘနာနာကကော့လေးကင်တက်လာပြီဟမ်ရှော့မသွက်နဲ့ဟမ်ငါပြောတိလေဟမ်ဒီကောင်ပြောတာဒီကောင်ငါပြောတိတော့ချက်မပြေဘူးတော့ဘယ်ဒါမှငါပြောတိကပတ်ဝန်းကျင်တိုင်းပြီးတော့အစိမ့်မခတ်ဘူးတူလို့တူလို့နေတာလူများတွေကသွားပြီးသူ့ကိုခနဲ့တာခနော် ဒီကောင်ကတန်းပြီးကိုအစိတ်ခတ်တာလောကကြီးကိုအစိတ်ခတ်တာအောက်တန်းစာနော်အဲ့တော့ဒီလိုကောင်မျိုးကျွန်တော်တန်းပြီးမလက်ခံလို့မရဘူးဒါအိုဟာတာအနေနဲ့ရည်စရာဖြစ်နေလို့လည်းရည်ရဒါမှရည်စရာမဟုတ်ဘူးဗျကျွန်တော်တို့နိုင်ငံမှာဒီလိုဟာမျိုးတွေကိုခွင့်ပြုပေးလို့မရဘူးကျော်စိုးဥမမဟုတ်ဘူးဘယ်သူလောက်တော့ခွင့်ပြုပေးလို့မရဘူးဒါဟာတန်းပြီးကိုအစိတ်ခတ်တာနော်ပြည်သူကိုလေလိုက်ပေါ်တတ်တယ်သူတို့ပြောတာအဲ့ဒါမှအစ်နော်ဒါမျိုးကိုလောက်ခွင့်လောလူလောကမှာမပေးနိုင်ဘူး သူလုံးလည်းမဖြစ်သင့်ဘူးကျွန်တော်လုံးလည်းအခုကျွန်တော်တော်နိုင်ဘက်ကတည်င်းနေလို့လေကိုစီတည်င်းမားနေမဟုတ်မှန်ပြောလိုက်လုံးဝတိမ်ကြီးမခံပါနဲ့နော်တခါတည်းပြောတာအဲ့လိုဗယံပရာအောက်တန်းစားဇရိုက်ကိုကိုစီလုံးလိုက်လုံးဝတိမ်ကြီးမခံနဲ့ရရနီးနေစော်ကျွန်တော်နော်ဘာဖြစ်ဒါဟာကျွန်တော်တို့တိုင်းပြည်အတွက်နဆောင်ထိန်ကမဲ့တမိုင်းပေးတဲ့တောင်းကျွန်တော်တို့သားသမီးမျိုးဆက်တွေမှာဒီလိုအောက်တန်းစားစရိုက်အောက်တန်းစားစိတ်တွေလုံးဝဝင်လို့မရဘူးเนาะ ဒီလိုအောက်တန်းစားနှုတ်ကပေါ့လွန်လွယ်လေးပါဒါဟာလှုပ်ရုပ်နှုတ်စဉ်တစ်ခုပါလို့ကလေးတွေမြင်ွားခွင့်လုံးဝမပေးနိုင်ဘူးဒီလိုလှုပ်တာဒီလိုသေတတ်တယ်ဆိုတာမျိုးဖြစ်အောင်ကျွန်တော်ပြတ်လား။ဘာဖြစ်လို့လဲကျွန်တော်တို့မျိုးဆက်ကိုကျွန်တော်တို့တွေစောက်ရှောက်နော်အောက်တန်းစားစရိုက်ဒီဘယ်တော့မှအဝင်ခံလို့မရဘူးဒါလေးကိုအလုံးနားလည်လို့မထင်ပါဘူးအဲ့တော့ကျွန်တော် reaction လုပ်လို့ရှိရင်တော့ video file ကိုအပြစ်အစုံလုပ်ပါတယ်အခု 2D profile အရှိန်ကြီးဆိုတော့ကျွန်တော်ရှင်းမှာနည်းနည်းယူလိုက်တယ်အနောက်ပြီးကန်ဒီမှာနည်းနည်းယူလိုက်တာပါနော်အဲ့တော့ file ရှင်းဝင်အလားတောင်အခုဒီမှာ အဲ15မိနစ်ကြော်သွားပါလားဗီဒီယိုဖိုင်။ဒါကြောင့်မလို့ကျွန်တော်အားလုံးပြောချင်တာကတော့ကြော်စိုးအခုလိုပြောတာအခုဘိုမိုက်ခက်ပြောသလိုပေါ့နော်။ဟာတပြောရဒီကောင်ဆောက်ပေါ်ပါဆောက်ပေါ်ဆိုတိုင်းမင်းကမင်းပေါ်ချင်မင်းမင်းတယောက်တည်းအတွက်ပေါ့။ပတ်ဝန်းကျင်ထိခိုက်အောင်မပေါ်နဲ့။မင်းယူချင်မင်းကမင်းလွတ်လွတ်လပ်လပ်ယူ။မင်းရဲ့ယူမှုကဆောက်ယူဆောက်ပေါ်မှုကတိုင်းပြည်နဲ့ပြည်သူကိုမထိခိုက်စေနဲ့။နိုင်ငံကိုဖျက်ဆီးတာမဖြစ်စေနဲ့။အေးမင်းကမင်းလွတ်လပ်လပ်ယူတော့ဒီကောင်ဆောက်ပေါ်မှာယူစေ။ရတယ်ယူ။ အကိုကလွတ်လပ်ခွင့်ယူလို့ရတယ်အကောင်းလို့ရတယ်ဒါပေမဲ့အဲ့ဒီယူတယ်ယူတယ်ဆိုပြီးအိမ်ဦးချိတဲ့ပါပြီးတိုင်းပြည်ကိုချီးစော်နှံအောင်လှုပ်လိုက်ရင်တော့လက်ခံပေးလို့မရဘူးเนาะအဲ့တော့ကျော်စိုးဦးဟာဘလောက်တိုင်းပြည်ကိုဖြစ်စည်းလဲဆိုတာဒါမြင်အောင်ပြတယ်เนาะအဲ့တော့အာဆီယံကထုတ်အစာနဲ့ကျွန်တော်ဘူးတွဲပြီးပြလိုက်တယ်အဲ့ဒါကြည့်ပါတို့စောက်ရှက်မရှိတဲ့ကောင်တွေအဲ့လိုမျိုးနှံလို့တိတ်တိတ်ရိုက်မှရတယ်